ရမှပြန်ရောက်တယ်ဒီနေ့တန်းထွက်တော့အလှရှင်မော့ဗျာလူတန်းပေးမှုကိုယုံကြည်မှုရှိတဲ့တခါကျတော့တိုးလာတာပေါ့ဗျာတိုးလာတဲ့ခါကျတော့လှူဒန်းရမယ်တံမိုးငွေနဲ့သွားရမယ်အတိုင်းအတာနဲ့ကိုချိန်ကိုက်လိုက်ခါကျတော့ကျွန်တော်သွားလှူရမယ်အတိုင်းအတာတခုပြည့်မိတယ်ပေါ့ပြည့်မိတဲ့အတွက်ကြောင့်ကျွန်တော်သွားလှူဒန်းမိတယ်နဲရင်တော့မသွားသေးဘူးကွန်တနာဘုံကားတစ်စီးနဲ့ကျွန်တော်တို့ဒီကဒီလိုက်ပါလှူဒန်းမဲ့လူတွေကအသင်းသားတွေကနှစ်စီးပေါ့သုံးစီးသွားမှာပါ ာဒီနေ့ရောရေတန်ဘူးတွေပေါ့ရေတန်လိုဘလချောင်းကျော်အထယ်လေးဒါအဝတ်စားတွေပေါ့အထယ်လေးတွေချင်းတော်ခင်းနေချင်းတော်နေငွေကြီးပမာဏအပြင်ကျွန်တော်တို့185 190နီးပါးလောက်လို့ရှိတော့ဒီရှင်တွေကိုလည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ကျွန်တော်စင်နာအင်းနဲ့လည်းဒါဒီလိုသူပြောပြီးတော့ဒီစမ်းနိုင်ပါတယ်ဒီရှင်တွေကိုဆူတောင်းပေးပါတယ် နေ့ကမှပြန်ရောက်တယ်ဒီနေ့တန်းထွက်သွားအလှရှင်မော့ဗျာကျွန်တော်တို့လှူဒန်းမှုရဲ့လှူဒန်းပေးမှုကိုယုံကြည်မှုရှိတဲ့တခါကျတော့ကျွန်တော်တို့လှုပ်ဆောင်မှုကိုယုံကြည်တဲ့အခါကျအလှရှင်ထက်ထက်တိုးလာတာပေါ့ဗျာတိုးလာတဲ့အခါကျတော့လှူဒန်းရမယ်တန်ဖိုးငွေနဲ့သွားရမယ်အတိုင်းအတာနဲ့ကိုချိန်ကိုက်လိုက်တဲ့အခါကျတော့ကျွန်တော်သွားလှူရမယ်ဟိုအတိုင်းအတာတစ်ခုပြည့်မိတယ်ပေါ့အပြည့်မိတဲ့အတွက်ကြောင့်ကျွန်တော်သွားလှူဒန်းမိတယ်နဲရင်တော့မသွားသေးဘူးတပြည့်အသင်းတစ်ခုချိတ်ပေးလိုက်တော့မနေနော်အခုကကျွန်တော်တို့တတ်မှတ်ထားတက်ကတ်တစ်ခုပြည့်တဲ့အခါကျတော့ ကျွန်တော်သွားရောက်လှူဒန်းပေးတယ်ပေါ့အဲသွားရောက်လှူဒန်းမှာတော့အဲမန္တလေးသခိုင်းကိုအဓိကဖြစ်တယ်ပေါ့နော်မင်းကွန်းတောင်ယူကိုပဲတက်ဖို့များပါတယ်အာဒီနေ့ရေးတန်ဘူးတွေပေါ့ရေးတန်လို့ဘလချောင်းကျော်အဲအထယ်လေးတောက်ဆရာဒါအဝိစားတွေပေါ့အထယ်လေးတွေချင်းတော်အခင်းနေချင်းတော်နေဝါတာဘလူးကျွန်တော်ကားအပြည့်နဲ့တင်ပြီးကျွန်တော်ထက်ကြပါကားအပြည့်ဒါကွန်တိန်နာကမရှိကွန်တိန်နာဘုံကတစ်စီးနဲ့ကျွန်တော်တို့ဒီကဒီလိုက်ပါလှူဒါန်းမဲ့လူတွေကအသင်းသားတွေက2စီးပေါ့ သုံးစီးသွားမှာပေါ့ဒုတိယခေါက်ကတော့ကျွန်တော်တို့ဒီ73ရက်နေ့ထိတော့တက်ကတ်ထားထားတယ်ပေါ့နော်အဲ73 74ကိုတက်ကတ်ထားထားတယ်ပေါ့အဲ့ဒီအထီကိုပြီးအောင်လှူပြီးပြန်လာဖို့ရှိပါတယ်ငွေကြေးပမာဏအားဖြင့်ကျွန်တော်တို့ဒီ185 190နီးပါးလောက်တော့ရှိတာပေါ့ကလေးတွေကသူတို့ကလည်းနောက်တန်းမှာနောက်တန်းအလှရှင်နေနဲ့ဒီကကျွန်တော်တို့ရဲ့ဟိုဘာလိုအပ်တဲ့ဟာတွေကိုသူတို့ဒီမှာရုံးမှာကူညီဖို့သူတို့ကလှုပ်ဆောင်ပေးနေတယ် ဒီတစ်ခေါက်ကတော့လူချင်းနေပြီပေါ့လူချင်းတဲ့အခါကျတော့ဒီကအတွေ့အမှုကမောင်တင်ချွေရလဲဒီမှာ तू ကကြံခဲ့ရတော့မယ်ရှေတန်းကိုဒါကျွန်တော်ပါမယ်ခလေးနေကျွန်တော်တို့အတင်းသူအတင်းသားအလုံးအဲ၁၂ရောက်ပေါ့ဒီတစ်ခေါက်အဲ့တော့ခါကျတော့ feeling လေးပြောလို့တော့အာ feeling လေးကကျွန်တော်ဟိုတစ်ခေါက်ကတော့နောက်တန်းမှနေခဲ့ရမယ်အကောင်းဆုံးတော့ကြိုးစားထားပါတယ်အခုဒါဒီမိုးနဲ့အတူတူလိုက်ရတဲ့အချိန်မှာလည်းဟိုအကောင်းဆုံးကြိုးစားဆုံးတော့ရှေတန်းကိုယ်တိုင်ထွက်ရတော့ပုံပြီးတော့ပြီးပြီးဖြစ်တာပါမှန်တာပြီပါ ဩမဟုတ်ပါဘူးကျွန်တော်မနူးခန်းကျော်ခန်းကျော်လုတ်တယ်လုတ်တယ်ကျွန်တော်ကလောရေးပြီးနေပတ်သက်တဲ့ဟာဒီမှာခန်းကျော်ရဲ့လုတ်သားရှိတယ်ဒီမှာလဲကျွန်တော် body တွေ body တွေကောက်နေရလေ तू อ่ะခဲဟိုကုညီကုညီဖို့စိတ်ရွယ်ရှိရပေါ့ဘောမဒီလိုဖြစ်နေလို့ဆိုတော့ကျွန်တော်မှကုညီဖို့ပို့ပြီးခွန်အားရှိရပေါ့ဒီကတဲ့ခောက်ကတော့ကျွန်တော်တို့အဲ့ဒီပေါ့မင်းကုန်းမင်းကုန်းကမင်းကုန်းတိပိတကအเจ้าကြီးကမင်းကုန်းဆရာတော်ဘုရားကြီးအเจ้าမှာ body တက်လောင်းထုတ်ခဲ့တယ်ပေါ့ အဲကျွန်တော်တို့ဒီမိတ်ဖက်အဖွဲ့ရင်းနဲ့ကျွန်တော်တို့အသင်းသားရင်းနဲ့စုပေါင်းပြီးတော့အဲဒီ9ရက်ကြာဘော်ကြီးတလောင်းကိုကျွန်တော်တို့ထုတ်ဖော်ပေးခဲ့တယ်။အဲကျွန်တော်တို့ပြောထားတဲ့ခေါင်းစဉ်အတိုင်းပဲပေါ့မနေ့ကလည်းပြောခဲ့ပြီးပါပြီ။ကုညီမယ်၊ကဲဆယ်မယ်၊လှူဒါန်းမယ်။ဆိုတော့ခေါင်းစဉ်ထဲမှာသုံးခုစလုံးကျွန်တော်လှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့။အဲ့လိုမျိုးဟိုကျွန်တော်ကတော့ဒါကုညီရမယ်၊ကဲဆယ်ရမယ်ဆိုရင်တော့ဘယ်လိုပြောမလဲကျွန်တော်ချက်ချင်းတန်းထောက်ထားတာပါ။ဒါပြောတော့ပြောခဲ့ရပါပေါ့။ကျွန်တော်ဒီသွားမယ်ပေါ့။သွားပြီးဟိုပါဖြစ်ကြအောင်အကုန်လုံးကလည်းကျွန်တော်ကိုသဘောတူပါတယ်။ ဟိုဒါလူတွေကဲစေတဲ့ကဲစေတဲ့ရပါပဲကောင်းမွန်နေရပါပဲအတူအလုတ်ကလေးနဲ့နားနေတဲ့အချိန်လေးမှာဆိုတော့အမှန်တကယ်တော့ဒါကုသတစ်ဖက်လည်းလောက်ရမယ်စီပွားတစ်ဖက်လည်းလောက်ရမယ်အဲဝါသနာကြီးပဲလေလေးလို့ရှိလို့လည်းမရသလိုဝမ်းစာအတွက်ကသူ့အတွက်ကအလုတ်လောက်ရအောင်မယ်နေတိုင်းရဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဆရာတော်ဖျားဖို့ဟိုကဒီဘက်ကကျွန်တော်နိုင်ရကနေချိတ်ဆက်ပေးတာလားရှိရနိုင်ရကဝင်မိတ်ဆက်ပေးတာလားရှိတယ်ရှိတော်မျိုးမန္တလေးမှာရှိတဲ့ဆရာတော်ဖျားတစ်ပါးရှိတယ်ဆရာတော်တပြားဖျားနေပြီးတော့ကျွန်တော်တို့ တဲဖို့ခိုးဖို့အတွက်ကိုချိတ်ဆက်ပေးတာပဲကျောင်းတိုက်တက်လိုက်ပထမခေါက်ကတော့တော်တော်အာပထမခေါက်ကတော့ကျွန်တော်တို့ကတော့လမ်းဘုံကလမ်းဘေးကမြက်ခင်းမြင်မှာပဲကျွန်တော်တို့ပရိုက်တာစစ်စစ်အာမိုးရဲရွာအဲကျွန်တော်တခုတော့ပြောခဲ့ပြီပါလေကျွန်တော်အမှကျွန်တော်တို့အားလုံးတိုင်းကျွန်တော်တို့ကငငယ်လူကြီးတွေပြောသလိုပေါ့လမ်းမင်းနေလမ်းမင်းစားဆိုတဲ့လူသားတွေကလူသားပေါင်းများစွာကိုစားတဲ့ရိတ်ခါတွေနဲ့ကယ်ဆယ်မှုလုပ်ငန်းတွေအကူအညီမှုလုပ်ငန်းတွေကိုအများကြီး ဆောင်ရွက်နိုင်ခဲ့ကြတယ်ပေါ့ဟိုလမ်းမေးမှာစားမယ်လမ်းမေးမှာအိတ်တယ်လမ်းမေးမှာအပေါ်ပါသွားတယ်လမ်းမေးမှာပဲမျက်နှာတက်နေပဲဆက်ရက်ကြာနေထိုင်ခဲ့ပြီမယ်လေကျွန်တော်တို့လည်းနှလုံးသားတွေကတော့အားလုံးပူကြီးဖို့အတွက်ပါပဲဟာ plan ရကျွန်တော်သွားရမယ်ဟိုရောက်လို့ရှိရင်လူကြမယ်တန်းကြမယ်ပေါ့ဒါလူရှင်တွေလည်းပါတယ်ဆိုတော့သူအာလူရှင်တန်းကြီးနေနေရကျွန်တော်လူကြမယ်အခက်အခဲဖြစ်နေနေလူကြမယ်ဒါပြီးလို့ရှိရင်တော့အားလုံးဒီပဲပြန်လာကြမယ်ဒါပေါ့တော့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ဟိုအချင်းကြီးပေါ်မူတီတာပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကူသွားမယ်လမ်းကြောင်းပေါ်မှာထပ်ထပ်ပြီးတော့အနောက်က အဒီနေရာဒီဒေသတွေမှာလှူဒန်းခြင်းနဲ့အလှူရှင်များရှိရင်လည်းကျွန်တော်တို့စေတနာလူမှုကွန်ရီအဲ့ဒါ page ကနေလည်းကောင်းစေတနာလူမှုကွန်ရီရဲ့အတင်းအတွင်းမှုရဲ့ဖုန်းကနေလည်းကောင်းဆက်သွယ်ပြီးတော့ခါတိုင်းလှူသလိုပဲဆက်လက်လှူဒန်းပေးလို့ရပါတယ်ကျွန်တော်တို့ဟိုမှာ73ရက်71 72 73 74အထိရှိမှာပဲအဲ့တော့နောက်ကလူရှင်များရှိခဲ့ပါကဆက်လက်လှူဒန်းနိုင်မှာလို့ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်အနိုင်ပန်ဆုံးအနေနဲ့လည်း ထက်လောင်းပြောချင်ပါလေခင်ဗျာကျွန်တော်တို့ဒီစင်စာအတင်းရတာဒုတိယအခေါက်သွားလှူတာဖြစ်တယ်ဗောနော်ဒီလိုလှူဒန်းနိုင်နေကြိုးကလည်းကျွန်တော်အလူရှင်နေရှိလို့ပါဗျာအလူရှင်နေနဲ့ကျွန်တော်ဒီအတင်းတိုင်းနဲ့အကုန်လုံးစုပေါင်းပြီးတော့သွားလှူဒန်းနဲ့အလူလေးဖြစ်တဲ့အတွက်ကြောင့်ဟိုအခုနောက်ထပ်ဟိုလိုအပ်လာတဲ့နေရာတွေဟာဒါတကယ်လိုအပ်တဲ့အရာတွေကိုလည်းနောက်ထပ်ထပ်လူနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့အဲ့တော့လေအလူရှင်တွေကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်စင်နာအသင်းနဲ့လည်းဒါအတူတူပြုကြွေးပြီးတော့ထူထမ်းနိုင်ပါတယ်လူရှင်တွေကိုဆုတောင်းပေးပါတယ်